ဟုတ်ကဲ့မင်္ဂလာပါဒီတစ်ပတ်တောက်ကြနေ့24ရက်နေ့မှာတော့ one championship မှာရှင်ပြိုင်ထိုးသက်သွားမယ်မြန်မာပါဝင်တဲ့တွဲဆိုင်နှစ်ခုအကြောင်းတင်ပြပေးလိုပါတယ်။အားလုံးသိပြီးကြတဲ့အတိုင်းပြီးခဲ့တဲ့အပတ်တောက်ကြနေ့ကလည်းမြန်မာကစားသမား2ဦးဝင်ရောက်ရှင်ပိုင်ကစားခဲ့ကြပြီးတပွဲနိုင်တပွဲရှုံးရလက်ထွက်ပေါ်ခဲ့ပါတယ်။ပထမပွဲမှာဟာလင်းဟောင်ကဂျပန်ကစားသမားကိုအနိုင်ရရှိခဲ့ပါတယ်။ပွဲချိန်အတွင်းအဆုံးမသတ်နိုင်ပေမဲ့အသာစီးထိုးတက်ခဲ့ပါတယ်။ နောက်ဆုံးခေါင်းမွဲဖြစ်တဲ့ထွန်မြောင်နဲ့ထိုင်းကစားသမားတို့ရှင်ပြန်ရမှာတော့ပြိဿအနေနဲ့ထွန်မြောင်အသာစီးထိုးနိုင်တယ်လို့ထင်ခဲ့ကြပေမဲ့ဒိုင်ဆုံးဖြတ်ချက်မှာတော့ထွန်မြောင်ရှုံးနိုင်သွားခဲ့ပါတယ်။ဒါကလည်းတီပီးဖြစ်တဲ့အတိုင်းထိုင်းကစားသမားတွေနဲ့ရှင်ပြန်ရမှာပွဲချိန်အတွင်းအပြတ်မဖြစ်နိုင်ပဲဒိုင်ဆုံးဖြတ်ထိရောက်ခဲ့မယ်ဆိုရင်ရှုံးဖို့ရာဂိုင်းနှုံးပူများနေတယ်ဆိုတာဟာဓမ္မတာဖြစ်ပါတယ်။ ဒီတစ်ပတ်ဆိုရက်ဟာထိုင်းကစားသမားနဲ့ပွဲစဉ်6မှာရှင်ပိုင်ကစားသွားမှာဖြစ်ပါတယ်။ slide tank ခွေးရှင်ကတော့ဒူးကောင်ပွဲထိုးရမှာဖြစ်ပါတယ်။ရှင်နိုင်ချင်းပွဲချိန်တွေကတော့ရှင်နိုင်ခွဲဝန်းကျင်လောက်မှာဆွန်ရပွဲကြည့်ရနိုင်ပြီးဒူးကောင်ပွဲကတော့စင်နိုင်စံကသုံးဖို့စင်နိုင်ခွဲဝန်းကျင်လောက်မှာကြည့်ရှုရပွဲရှိနေပါတယ်။ဒါကြောင့်ပရိသတ်များအနေနဲ့စောင့်မျှော်ကြည့်ရှုအားပေးနိုင်ကြရအောင်တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။အားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။